ကျွန်တော်တို့ like guide channel ကနေပြန်လဲကြည့် like ပါဒီနေ့မှာတော့ဝေမျှပေးမယ့်အကြောင်းအရာလေးကတော့ကိုချစ်ကြိုင်နေတဲ့မိန်းကလေးတယောက်ကိုလွယ်လွယ်နဲ့ဖြည့်ပြန်ပေးလောက်ဘယ်လိုဆွဲဆောင်ရမလဲဆိုတဲ့လေးလံများကိုဝေမျှပေးတော့မှာဖြစ်ပါတယ်ဒီတော့ဆွဲဆောင်မှုရှိပြီးတည်ကြည်ခံရတဲ့အမျိုးသားတယောက်ဖြစ်ဖို့ ਨੇ မိန်းကလေးတွေကိုမငင်းဆန်နိုင်တဲ့အကြီးအချင်းတွေကိုဘယ်လိုပိုင်ဆိုင်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာအချက်တွေကိုဝေမျှပေးတော့မှာဖြစ်ပါတယ် ရုပ်ရည်တစ်ခုတည်းကိုပဲအာယုံစိုက်နေလို့မရတော့တဲ့ဒီနေ့ခေတ်ကြီးထဲမှာကိုယ့်ရဲ့အတွန်းစိတ်နဲ့ပြုမှုတွေကလည်းဘယ်လောက်အရေးပါလာတယ်ဆိုတာကိုပါသိလာရမှာဖြစ်ပါတယ်။ကဲဒါဆိုရင်တော့မိန်းကလေးတယောက်ကိုယ့်ကိုသဘောကျလာအောင်ဆွဲဆောင်နိုင်ဖို့အဓိကကျတဲ့ချက်6ချက်ကဒီလိုပါ။နံပါတ်1ရုပ်ပိုင်းဆိုင်ရာဆွဲဆောင်မှုရှိအောင်ဘယ်လိုလုပ်ရမလဲ။ဒါကအရေးကြီးတဲ့ပထမဆုံးအချက်ပါပဲ။မိန်းကလေးတွေကရုပ်ပိုင်းဆိုင်ရာအရာကြည့်ကောင်းတဲ့သူတွေကို ညံကောင်းတဲ့အည်ချင်းရှိတယ်၊နှွေးထွေးမှုရှိတယ်ဆိုပြီးတော့ကောင်းတဲ့အည်တွေးတွေပါရှိတတ်တယ်လို့သတ်မှတ်တတ်ကြပါလေ။မျက်နှာအချို့အစစ်ကြခြင်းနဲ့ညီညာမျှတာခြင်းဟာမျိုးရိုးပြီစကောင်းပြီးကျမ်းမာတယ်ဆိုတာကိုပါပြတာတဲ့အတွက်ဆွဲဆောင်မှုရှိစေပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ရုပ်ပိုင်းဆံရတန်ရှင်းတတ်ရမှုဝတ်စားဆင်ရမှုနဲ့ကျမ်းမာရေးကိုယူဆိုင်ခြင်းဟာပထမဆုံးဆွဲဆောင်မှုနဲ့ စိတ်ဝင်စားမှုကိုရရှိစေတတ်ပါတယ်။နံပါတ်၂ကိုယ်နဲ့ကိုက်ညီတဲ့အချက်တွေကိုရှာဖွေပြီးချိန်ဆက်ပါ။ငှက်မာတောင်မှန်လူမအဖို့ဆိုတဲ့သကပုံလိုပေါ့။မိန်းကလေးတွေကသူတို့နဲ့ရုပ်ပိုင်းဆိုင်ရာရောလူမျိုးရေးပိုင်းမှာပါတူညီတဲ့သူတွေကိုပို့ပြီးဆက်ဆောင်မှုရှိတယ်လို့ခံစားထက်ကြပါတယ်။ဥပမာနောက်ခံဘဝကိုကြည့်မယ်ဆိုရင်တော့ပညာအရည်ချင်းနိုင်ငံရေးအမြင်တန်ဖိုးထားမှုတွေနဲ့ဝါဒနာတွေတူညီတဲ့သူတွေဟာတငယ်ချင်းဖြစ်ဖို့ဒါမှမဟုတ် ရေရေဆက်ဆံရေးတစ်ခုကိုတည်ဆောက်ဖို့အခွင့်အလမ်းပိုများပါတယ်။ဒါအပြင်ကိုနဲ့တူညီတဲ့အတွေးခေါ်ခံယူချက်တွေရှိတဲ့သူနဲ့စကားပြောရတာကကိုယ့်ကိုယ်ကိုယုံကြည်ရာရောက်တဲ့အတွက်ပူပြီးပျော်ရွှင်ကျေနပ်မှုကိုခံစားတတ်ကြပါတယ်။ဒါကြောင့်သူ့ရဲ့ဝါဒနာသူ့ရဲ့အတွေးခေါ်တွေကိုစိတ်ဝင်စားမှုပြပြီးကိုနဲ့တူညီတဲ့အပိုင်းတွေကိုရှာဖွေပြောဆိုခြင်းကယဉ်ကျေးမှုပိုများစေတတ်ပါတယ်။နံပါတ်3 အကောင်းမြင်တဲ့စိတ်ထားနဲ့ကောင်းမွန်တဲ့ပင်ကိုယ်စရိုက်ကိုပြသပြီးဆွဲဆောင်ပါရုပ်ရည်ပိုင်းအပြင်ပင်ကိုယ်စရိုက်ကလည်းဆွဲဆောင်မှုအပေါ်အများကြီးတက်ရောက်မှုရှိပါတယ်လိလာမှုတွေအရကျင်နာတတ်တဲ့သူအကောင်းမြင်တတ်တဲ့စိတ်နေသဘောထားရှိတဲ့သူတွေဟာအစိုးမြင်တဲ့သူတွေထက်ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ရှုမြင်ခံရတတ်ပါတယ်အလားတူပဲစိတ်တူကိုယ်တူပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူတွေကလည်းပိုပြီးသဘောကျခံရတတ်ပြီးအစိုးမြင်တတ်တဲ့သူတွေကတော့ အဆိုးမြင်တဲ့သူတွေနဲ့ပဲပူပြီးပေါင်းတင်းလို့ကြပါတယ်။ဒါကြောင့်ကိုချစ်ခင်တဲ့သူမနဲ့ဆက်ဆံတဲ့အခါအကောင်းမြင်စိတ်ထားပြီးကျင်ကျင်နာနာဆက်ဆံခြင်းကတင့်ကိုပုံမနှစ်တဲ့သဘောကျလာစေဖို့အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။နံပါတ်၄ရုပ်ပိုင်းဆိုင်ရာနဲ့အတွေးခေါ်ပိုင်းမှာပြောင်းလဲပါရုပ်ပိုင်းပုံစံနဲ့အတွေးခေါ်ကိုအမြဲတမ်း update လုပ်နေဖို့လိုအပ်ပါတယ်။ကိုမျက်နာနဲ့ live ဖက်တဲ့သဘင်ပုံစံခေရည်စည်းကြောင်းနဲ့အညီပြောင်းလဲနေတဲ့ fashion တွေကိုလေ့လာပြီးကိုယ့်ရဲ့အဝတ်အစားပုံစံကိုပြောင်းလဲကြည့်ပါ အဝတ်စားဝတ်တဲ့အခါဈေးကြီးတာထက်ကိုယ်နဲ့လိုက်ဖက်ပြီးကြည့်ကောင်းတဲ့ပုံစံကပို၍အရေးကြီးပါတယ်။ဒါအပြင်အတွေးခေါ်ပိုင်းမှာလည်းရင့်ကျက်ပြီးလူကြီးဆံဖို့လိုအပ်ပါတယ်။အသက်ကြီးတာငယ်တာနဲ့မဆိုင်ပဲကိစ္စရတိုင်းကိုလူကြီးတယောက်လိုကြိုးချောင်းဆင်ကျင်ပြီးဖြည့်ရှင်းနိုင်စွမ်းရှိတဲ့အတွေးခေါ်ပိုင်ရှင်မျိုးကိုမိန်းကလေးအများစုကနှစ်သက်ကြပါတယ်။နံပါတ်၅စင်စါပေးတတ်ပြီးတစ္ဆာရှိပါမိန်းကလေးတွေကသူတို့ကိုကျင်နာစွာနဲ့အချိန်ပေးပြီးဆက်ဆံတတ်တဲ့ယောက်ျားလေးတွေကိုလိုလားတတ်ကြပါ ဥပမာသူမမြန်နိုးတဲ့ပစ္စည်းမျိုးကိုလက်ဆောင်ပေးတာကလေးဆန်တဲ့အပြုအမူတွေကိုစိတ်ရှည်ပေးတတ်တာတီတီမွားမွားကိစ္စလေးတွေကအစသူမရဲ့အစံတနဲ့ခံစားချက်ကိုလေးနဲ့ထားတတ်တဲ့ပုံစံမျိုးကသူမကိုဆွဲဆောင်နိုင်ပါတယ်တယောက်တည်းကိုပဲတေချာကယူဆိုင်ပြီးချစ်ပေးတတ်တဲ့အမျိုးသားတွေကတစ္ဆာရှိတဲ့လက်တွဲပေါ်အဖြစ်ရွေးချယ်တတ်ကြပါတယ်ဒီလိုအမျိုးသားတွေကကိုချစ်သူကလွဲရင်တခြားမိန်းကလေးတွေကိုမိမလို့တော့မမြင်တဲ့သူမျိုးလို့ထင်တတ်ကြပါတယ်နံပါတ်6 ယောက်ျားပီတာတဲ့အပြုအမူနဲ့ဉာဏ်ပညာကို ပိုင်ဆိုင်ပါနောက်ဆုံးအချက်ကတော့ယောက်ျားပီတာတဲ့အပြုအမူနဲ့ဉာဏ်ပညာရှိခြင်းကဒီလိုပါယောက်ျားပီတာတယ်ဆိုတာရုပ်ပိုင်းဆိုင်ရာတစ်ခုတည်းကိုဆိုလိုတာမဟုတ်ပဲအပြုအမူနဲ့စိတ်ပိုင်းဆိုင်ရာကိုလည်းဆိုလိုပါတယ်အမြဲတမ်းလိုလိုပြုံးနေတာခါကိုမတ်မတ်ထားတာစကားပြောရင်မျက်လုံးချင်းစုံပြီးပြောတာတွေကယုံကြည်မှုရှိတဲ့ပုံစံကိုပေါ်လွန်စေပြီးတော့မလုံအပ်ဖဲဆဲတာအော်ဟစ်တာတွေကယောက်ျားကောင်းတယောက်ရဲ့အပြုအမူတွေဖြစ်မနေပဲ ါကြောင့်ညံကောင်းတဲ့အမျိုးသားတွေကိုတော့အမျိုးသမီးအများစုကပူပြီးနှစ်တဲ့ကြပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ကစိတ်ဝင်စားစရာကောင်းတဲ့စကားဝိုင်းတွေကိုဖန်တီးနိုင်ပြီးနားထောင်ကောင်းသူတွေလည်းဖြစ်ကြပါတယ်။ဟာတညံရှင်ပြီးသူရဲ့အသိပညာကျယ်ဝမှုနဲ့အမျိုးသမီးတွေကိုနိုင်ပေါင်းများစွာမပြင်းရအောင်စကားပြောနိုင်စွမ်းရှိပါတယ်။ဒီအချက်တွေကိုလိုက်နာကျင့်သုံးပြီး ကိုကိုကိုပြောင်းလဲလိုက်မယ်ဆိုရင်တော့တင်ဟာတည်ကြည်ခံရပြီးဆွဲဆောင်မှုရှိတဲ့အမျိုးသားတယောက်ဖြစ်လာမှာပါအသေးချပါပဲမိန်းကလေးတယောက်ရဲ့စိတ်ဝင်စားမှုကိုလည်းရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဘယ်လိုစိတ်ဝင်စားတဲ့အကြောင်းတွေကိုတင်ဆက်ပေးသွားမလဲဆိုတာစောင့်မျှော်ကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရစေခင်ဗျာ channel လေးကို like and subscribe နှိပ်ပေးဖို့ကိုလည်းမမေ့နဲ့နော်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်